ဒီအသက်18နှစ်ပေါ့နော်ဒါပြည်ပြီးတဲ့သူတွေကိုပေါ့ကျွန်တော်လက်ရှိဟိုမဲဆင်းပေါ့နော်တကယ်ရက်မှာဒါဆင်းရင်ပိတ်တော်ဖို့ရှိပါတယ်လေနောက်တစ်ခုကဒီနိုင်ငံရဲ့ချားနေပေါ့နော်ကျွန်တော်တို့ဒီအကြောင်းမျိုးကြောင့်ပေါ့ကျွန်တော်ဒါယာယီနေရဆွန့်ခွာနေရတဲ့သူတွေပေါ့နော်အဲ့တဲ့လူငယ်တွေပေါ့ကျွန်တော်အသက်18နှစ်ပြည်ပြီးသူတွေရောဒါမဲပေးခွင့်ပေါ့နော်မဲထည့်ခွင့်ရှိပါလားမဲမပေးပဲပေါ့နော်ဒီနေနေမှာနေရတဲ့သူတွေရော ဒါရေးဥခန်းနဲ့ငါလက်ရှိကျွန်တော်တို့ update စီးရင်နေရပါတော့ကျွန်တော်ဒီဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေးတော့ကဘယ်နှဦးတိရှိလဲပေါ့နော်အရေးတော့ဘယ်လောက်ရှိပါလဲ။နောက်တစ်ခုက ဒီချိုတင်မဲပေးတဲ့စနစ်ကိုလည်းကျွန်တော်သိချင်ပါတယ်။အခုကကျွန်တော်ပေါ့ဒီရွှေကောက်ဘွဲပေါ့နော်။2026ခုနှစ်ဒါဇန်နဝါရီလပထမဘက်တွင်းမှာကျွန်တော်တို့ပြီးပြုတ်လောက်သွားဖို့ရှိပါသလားပေါ့။နောက်လို့ရှင်ရွှေကောက်ဘွဲပေါ့ဒီအပိုင်းပေါ့နော်ဘဏ္ဍပိုင်းခွဲခွဲလုပ်ဖို့ပေါ့နော်ရှားထားလေးပေါ့နော်။ကျွန်တော်ဒီမေကုန်းနဲ့ပတ်သက်ပြီးသိချင်ပါတယ်ခင်ဗျာ။အသက်18နှစ်ဟိုဒီဟိုပါပေါ့ဘယ်တော့ပြိမ့်မလဲဆိုကျွန်တော်တို့ကဟိုမဲသေးမှာပဲပေါ့ရွှေကောက် စတင်ကျင်းပတဲ့နေ့မှာအသက်၈၈နှစ်ပြည့်တာဆိုကျွန်တော်တို့က28ရက်အဲ17လမှာမြို့ောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီစည်းရင်းစရာတွေဒီကျွန်တော်တို့ဒီမဲစင်းတွေကိုပြုစုတဲ့အခါမှာအဝါပေါ့2025ဒီဇင်ဘာ31နဲ့ကျွန်တော်တို့မူလတော့ဆင်းရဲတည်ထားတာလို့တော့လေ28မှာလုပ်ဆိုဆိုရင်ကျွန်တော်တို့ဆော့ပွဲနဲ့အဲဒီ28နောက်ပိုင်း28ခုယူဆိုတာနဲ့3ကြံတဲ့လူတွေကပြုတ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောရရင်ဒီဇင်ဘာ28မှာအသက်18နှစ်ပြည့်တဲ့လူတွေကိုပဲ စတင်ကျင်းပနေ့ဖြစ်တဲ့အတွက်နောက်အပိုင်းတွေကျင်းပလဲထပ်ပြီးတော့တိုးမှာမဟုတ်ပါဘူးဒီဟလာ28ရက်နေ့မှာ session နေပြည့်တဲ့လူတွေကိုအင်အားချင်းတွေကိုကျွန်တော်တို့ပြည့်စုံသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဟိုဒါဥပဒေနဲ့အညီပေါ့လေ66လဲရှိမယ်မှတ်ပုံတွေလဲရှိမယ်အဲတရားခုနလိုထွေုံနဲ့လာဝကစီးနေနေကျွန်တော်တို့စီးနေမယ်အခြေခံပြီးတော့မဲစင်းနေတာပြည့်စုံသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အာ မဲပေးပိုင်ကဘယ်လောက်ရှိလဲဆိုအဲ့ဒါတော့ကျွန်တော်တို့ထုတ်ပေးမှာပါ29ရက်နေ့ဟိုပါတော့လာကူမိုင်းမှာမဲကပ်ဖို့ကျွန်တော်တို့ပထမအချိန်မဲစင်းကပ်ဖို့ညာတာပါအဲ့ဒီကပ်ဖို့ကျွန်တော်တို့ဒီမဲယုံလိုက်မဲဆန္ဒနယ်လိုက်မြို့နယ်လိုက်စည်ရင်းတွေကျွန်တော်တို့ပေါင်းချုပ်လိုက်တိုတယ်အင်အားစင်းတွေ ကျွန်တော်ထွက်ပေါ်လာမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ ongoing မဲ့ ongoing process မှာပဲရှိသေးတယ်ကျွန်တော်တို့ဒီ CN ဒီဒီ DO software တွေကျွန်တော်တို့လုပ်တော့မှရှိတယ်ကျွန်တော်တို့ CBMS တောင်မှကျွန်တော်တို့မလုပ်ရသေးဘူးအဲ့ခါကျတော့ဒီတတ်မှတ်တဲ့အချိန်မှာကျွန်တော်တို့ကတ်ထားကြည့်ညာတဲ့အချိန်မှာအင်အားတွေရရှိမှာဖြစ်ပါတယ်ထုတ်ပြန်ကြည့်ပြီးတော့မှာဖြစ်ပါတယ်နောက်တစ်ခုက2026 January အပြီး အဲလုံးပါလာပြီးတော့ကျွန်တော်တို့ကရွေးကောက်ပွဲမှာဟိုတက်မှတ်တဲ့ဥပဒေရှိပါတယ်ကျွန်တော်တို့ကအဲဒီခုနကျွန်တော်အကြံပြင်းပြောသလိုပါပဲရွေးကောက်ပွဲကိုအကြံပြင်းအားဖြင့်တော့ပေါ့လေအတိအကျတော့မဟုတ်ပါဘူးတိုးလျှော့ရှိနိုင်ပါတယ်၃ပိုင်းလောက်လုံးမယ်တစ်ပိုင်းနှစ်ပိုင်းနဲ့တစ်ပတ်နှစ်ပတ်လောက်ချားနိုင်တယ်အဲ့ခါကျတော့ကျွန်တော်တို့ပြောရရင်တော့အဲဟိုပါပြောတဲ့အဒီဇန်နဝါရီလထဲမှာတော့ဒါရွေးကောက်ပွဲကပြီးသွားမယ်အနေထားလို့ကျွန်တော်တို့ဒါဒီရက်တွေထုတ်ပြန်ပြီးတော့ကျွန်တော်တို့အဲ့လိုသုံးသပ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကရွေးကောက်ပွဲကချိန်နေတာရှိပါလွတ်တော် လွတ်တော်ဥတွေပုံမှကျွန်တော်တို့ပြည်သူ့လွတ်တော်ရေးကောက်ပွဲပေါ့နော်ပြည်သူ့လွတ်တော်ရေးကောက်ပွဲပုံမှ100တရားဖွဲ့စည်းအခြေခံဥတွေပုံမှ123မှာပြဌာန်းတာရှိရွေးကောက်ပွဲစတင်ကျင်းပတဲ့ပြည်သူ့လွတ်တော်ပထမအကြိမ်အစည်းအဝေးကိုရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်မှာရက်ပေါင်း90အတွင်းမှာကျင်းပပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဇင်ဘာ28မှာရွေးကောက်ပွဲကျင်းပတယ်အဲ့ဒီရဲ့ plus 90အဲ့ဒီမှာကျွန်တော်တို့ မကြော်ဘူးပြည်သူ့လွတ်တော်စီဝေးကကျင်းပမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကရွေးကောက်ပွဲကျင်းပမယ်၊ကိုယ်စားလှယ်ရမယ်၊ဒီကိုယ်စားလှယ်တွေကလွတ်တော်တက်ဖို့အတွက်ဒါလိုအပ်တဲ့အချုပ်မကိစ္စတွေဆောင်ရွက်ပြီးလွတ်တော်တက်တဲ့ကြားကာလကျွန်တော်တုံးလာပဲရှိပါတယ်။အဲ့တော့စတင်ကျင်းပတယ်လေအပိုင်းလိုက်လောက်ရမှာနဲ့ဒါခံမှန်းတွက်ချက်လို့ရပါဘူး။ဒီဥပဒေပြဋ္ဌာန်းချက်အတိုင်းပဲကျွန်တော်တို့ဆောင်ရွက်တော်မှာဖြစ်ပါတယ်။